6လပိုင်းဖြည့်တင်လာတော့ဆက်သက်တက်တဲ့လူမျိုး EJ ကို college တွေပါတက်တဲ့လူတွေဆို6လပိုင်းဟာတေချာဖြည့်တင်နေပြီ။ဟော6လပိုင်းပြီးသွားရင်လာတဲ့ဟာတွေရှေ့တွေဆိုတွေရှေ့တွေဆိုတော့မျိုး public university လာတာဒါအများတော့ပို့ပြီးတော့သူတို့ကလက်ခံဖို့ပုံများပဲပထမဆုံးပထမဆုံး intake ဆိုတော့ first intake တွေဖြစ်တာဆိုတော့ AB တွေပထမဆုံး1နဲ့3တွေဆိုတော့ A first intake တွေဖြစ်နေတဲ့အတွက်ကြောင့်တအားလူခေါ်ကြရပြီ။ခေါ်တော့ကိုယ့်အမှတ်ကနည်းနည်းများများအောင်ဖို့ချန်များတည်မလားအောင်ဖို့ချန်ပိုများတာပေါ့ဒါပေမဲ့နမဲတိုင်းကြီးတဲ့ကြောင့်နေတာတော့နည်းနည်းအပြိုင်ဆိုင်ဖြစ်သွားမှာပေါ့ တော့6လပဲမိဟာကိုပို့ပြီးအဆူဆူပဲလို့ရဟုတ်တယ်ဟုတ်တယ်เนาะဒီရှိတိစရိဆိုရင်ဒါအများစုကဇန်ခီမှာအများကြီးခေါ်တာလူတွေอ่ะเนาะအဲ့တော့6လပိုင်းဖြည့်တဲ့အမှတ်နဲ့ကျတော့ဝင်ရတာလွယ်တာပေါ့နောက်တစ်ခုကကျတော့ခိုးခီမှာကိုကအရန်ကောင်းတဲ့ចောင်းနဲ့ထွန်းကျင်နေဆိုရင်ဇန်ခီမှာလည်းအဲ့လိုမျိုးရှိစွကောင်းကောင်းចောင်းတဲ့ចောင်းအောင်ထားလိုက်တယ်ဆိုရင်ကိုကစိတ်သက်သာတယ်ပေါ့เนาะနောက်7လပိုင်းအောင်ဝိုင်း7လပိုင်း reserve မှာတစ်ခါပဲဖြည့်ရတယ်ဆိုမျိုး experience အတိအမှာဖြည့်ဖို့အတွက်အဲဒီမှာဆမွေကနေတွားပြီးတော့ကိုရဲ့လုပ်ပုံတွေနေပုံထိုင်ပုံတွေက တော့စိတ်လိုရှားပြီးတော့အမှတ်ကပို့ပြီးနဲနိုင်ရည်တည်းရှိရပါဘာပထမဆုံး experience မရှိတော့တဲ့ကြောင့်ထောက်လာပြန်ရေးဆွဲပြီး set up ပြန်ဒီတစ်ခါမရှိရင်တည်မလားတွားပြီဆိုတဲ့ခံစားချက်ကရှိတော့ပို့ပြီးစိတ်လိုရှားပြီးတော့ပို့ပြီးမှားနိုင်နေပြအဲ့တော့ပထမဆုံး6လပိုင်းတည်ဖြင်းနိုင်ဥမာကိုကမပြင်းထောက်ဆိုရင်တော့မှဖြေဖို့တိုက်တုံနေတော့တင်လိုက်တာကကိုပြီးတွားဖြေကြည့် experience အမှတ်နေတော့ experience ရကေဒါပေမဲ့ set up လပိုင်းမှာတေချာပြီးတော့ဘလို့ဒါတွေဒီလိုမျိုးပြင်နေတာကပါလီ set up 6လပိုင်းတော့ဘလို့ဒီမှာပို့ပြီးစိတ်ပူပြီးတော့မှားခဲ့တယ်ဆိုတော့ဟာ ကျွန်တော်တို့6လပိုင်းတော့တင်ချပြေးတော့ဆိုတော့ဗျာပမာတစ်ပုဒ်ကိုမိနစ်30လောက်ချိန်ရတော့တအားကြီးနောက်ကျသွားတဲ့အချိန်မှာတကုံတွေတွက်ပြီးတော့နောက်ဆုံးပုဒ်တွေမမီတော့ဘူးမီတော့ဖြစ်တော့7လပိုင်းကျတော့ကိုယ်စိတ်အေးစားတင်ချပြေးပြီးတဲ့ပုံစံနဲ့ဖြစ်ခဲ့ SBN အတိကပဲပေါ့နော်